အလောင်းမင်္ဂလာပါ Dish Evo Touch မှာကြိုဆိုလိုက်ပါရရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop သင်ခန်းစာအပိုင်း၃အနေနဲ့ Photoshop မှာစာရွက်ဘယ်လိုယူရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပြီးတော့မှာပဲဖြစ်ပါတယ်အာပထမအဆုံးစာရွက်ယူဖို့အတွက် Photoshop ကိုဖွင့်လိုက်ပြီးဆိုလို့ရှင်ဒီနားလေးမှာ new file ဆိုပြီးတွေ့ရလိမ့်မယ်ပေါ့နော်သူတစ်ချက်နှိပ်လိုက်ပါ အာနိုင်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဒီမှာအာနှမျိုးတုတ်လို့ရရပါတော့အာဒီဖက်ပေဖက်အရှန်ကတော့သူလုတ်ပြီးပြီးသားဆာရွက် site ဒီကိုတန်းယူလို့ရတယ်ဒီဖက်ညဖက်အရှန်ကတော့ customization အရှန်ပေါ့နော်အာကိုကကို customize လုပ်ပြီးတော့ဆာရွက်ဒီကိုယူလို့ရတယ်အဲ့တော့ အာ depression မှာဆိုလို့ရှိရင်ကြီးလိုက်မယ်ဆိုရင် photo ဆိုလို့ရှိရင်တော့အာ9ခုရှိမယ်ဘယ်လိုရှင်ဒီ6ရှိမယ်ပေါ့နော်ဒီမှာကိုကြိုက်တဲ့ site ကိုယူလို့ရရဲ့ဘယ်လိုရှင် print ရှမ်းမှာလည်းသူက A4 တို့ liquid တို့ဆိုပြီးရှိနေမယ်ပေါ့နော် and illustration ဆိုပြီးတော့လည်းရှိမယ်ပြီးရင် web အာ mobile အဲ့တော့ဒီမှာသူလောက်ထားပေးပြီးဒါ site တွေရှိရပေါ့เนาะအဲ့ဒီရဲ့ site တွေအမှကိုလိုရှင်တဲ့ site ကိုလာပြီးရယူလိုက်လို့ရပါတယ်အဲ့တော့ print နဲ့အနေ A4 site ကိုရင်ဆုံးယူကြည့်လိုက်ပါမယ် A4 ပြီးလို့ရှိရင် create ဆိုတာတွေကိုလုပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်เนาะ Photoshop ထဲမှာသူပေးထားတဲ့ site အတိုင်းလာပြီးရယူလိုက်တာပေါ့เนาะဒါကတော့ယူယူ site ရဲ့ A4 site ပဲယူလိုက်တာဖြစ်ပါတယ်အဲ့တော့ customization အပိုင်းကိုတောင်းမယ်ဆိုလို့ရှိရင်ကြတော့ new file ကိုပဲနေလိုက်မယ်။အာပြီးရင်ဒီညာဖက်အချက်မှာရှိရပေါ့နော်။အတီးရဲ့နေရာမှာနာပြီးတော့ကိုလိုရှင်နဲ့ site အတိုင်းလိုက်ရိုက်ထည့်လို့ရရပေါ့နော်။အာဒီရဲ့ untitled 1နေရာမှာတော့ကို ရဲ့ file name ပေါ့လာပြီးတော့ပေးထားရှင်းလဲရရဲ့မပေးရှင်းဘူးဆိုလို့ရှင် save တဲ့အချိန်မှာပဲပြန်ပြီးတော့ပြန်ပေးလိုက်လဲရရဲ့ပေါ့နော်ပြီးလို့ရှင်ဒီရဲ့အာ width တွေ height တွေမှာကိုလိုရှင်တဲ့အရွယ်စားတယ်မဲ့ဥပမာကိုကအာ10တမပတ်လဲလို့ရှင်နေဆိုလို့ရှင်ဒီရဲ့ width နေရာမှာ30အဲ့မှာလေ30တိမဲ့ပြီးတော့ဒီရဲ့ unit နေရာမှာကိုကလက်မောက်လိုရှင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ inches ကိုရွေးထားပေးရပါမယ်။လို့ရှင်ဒီမှာ30 30ထည့်လိုက်မယ်ပေါ့နော်အာနောက်ပြီးဒီ orientation မှာတော့ဒီအရှိကဟာတာ portrait အာဒီလိုမျိုး downline ကိုပြောရဖြစ်ပြီးတော့နောက်ကကြတော့ landscape အလဲရလိုက်ပေါ့နော်ဒီမှာကိုလိုရှင်နဲ့စိုက်အတိုင်းလာပြီးတော့ယူလိုက်လို့ရတယ်နောက်ပြီး resolution မှာဆိုလို့ရှင်ကိုကဘာအတွက်သုံးမှာလဲပေါ့ online online အတွက်သုံးမယ်ဆိုလို့ရှင် resolution ကို72ထားပြီးတော့ offline printing အတွက်ထား သုံးမယ်ဆိုလို့ရှိရင်တော့သုံးရထားပြရပါမယ်။ဒါပေမဲ့ကိုကအမှအာဗနိုင်းထုတ်ဖို့အတွက်ဆိုလို့ရှိရင် resolution ကို လောက်ထားပြလို့ရလဲဆိုလို့ရှိရင်တရားဒါမှမဟုတ်150အပလဲထဲမှလာပြီးတော့ထားပြလို့ရရပါတော့။အခုကတော့ offline printing အတွက်ပဲသုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့ resolution ကိုသုံးရပဲထားပြီးတော့ create လုပ်လိုက်ပါမယ်။ ဒါဆိုလို့ရှိရင်တော့ကိုကကိုစာရွက်အာ Photoshop ထဲမှာစာရွက်ကို customize လုပ်ပြီးတော့ယူပြီးသွားရပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။